ဒီနေ့ပတ်လုံးမြမခန်းနာစုံမင်္ဂလာဝဲတွေကျမခဲ့ပြီးအမျိုးသမီးတရက်လုံးရဲ့အားကြခြင်းကိုခံနေရလို့အွန်လိုင်းပေါ်နဲ့ကြီးနေတဲ့မြမအောပါရဲ့ချွေးမလေးမဆူလက်ထုံး အလူဒနာတွေကိုခုနှစ်ပတ်လုံးတစ်လလုံးကျမပြုလုပ်လို့ရှိတယ်ဆိုတဲ့ဒလီတွေကတော့ရှိပေမဲ့မင်္ဂလာဝဲကိုတစ်နှစ်ပတ်လုံးကျမပြုလုပ်တယ်ဆိုတာကတော့တကယ့်ကိုရှားပါတဲ့ဖြစ်စဉ်တစ်ခုပါရှင်။အရန်ကိုချမ်းသာကြောရတဲ့တထေမျိုးရိုးတွေကြောင့်မှကျမပြုလုပ်နိုင်ခဲ့ခြင်းမရှိတဲ့တစ်နှစ်ပတ်လုံးပြုလုပ်တဲ့မင်္ဂလာဝဲကိုမြန်မာနိုင်ငံကမင်္ဂလာတယောက်ကတော့ကံကောင်းစွာနဲ့ပြုလုပ်ခွင့်ရရှိခဲ့ပါတယ်။သူမရဲ့ကံကောင်းမှုကြီးကတော့ဘယ်သူမှလည်းလုံမမီနိုင်တာကြောင့်တနိုင်ငံလုံးကမြို့သမီးတူကြီးတစ်ခုလုံးကအားကျချီးကျူးလို့နေခဲ့ရပါတယ်။အခုလိုမျိုးတစ်နှစ်ပတ်လုံးမင်္ဂလာဝဲတွေကိုမရမနာကျမပြုလုပ်နေတာက တော့မြမဩဘာလုပ်ငန်းစုရဲ့အကြီးဆုံးချွေးမလေးဖြစ်လာမဲ့မက်ဆုလက်ထွန်မဖြစ်ပါတယ်မက်ဆုလက်ထွန်ဟာဆိုရင်တော့အရန်ကိုချစ်စရာကောင်းသူကောင်းမလေးတယောက်ဖြစ်ပြီး ပညာလည်းထူးချွန်ချမ်းမြတ်တဲ့အရေးချင်းရှိသူလေးတယောက်ပါ။ဒါတည်းမကရှေရှေဘွားကပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်အရှိန်အဝါတွေနဲ့ဘုန်းကံတွေကြောင့်ဗမင်းကလေးမမရရှိဘူးခဲ့တဲ့ချစ်ချင်းမြတ်တာတွေကံကောင်းခြင်းတွေကိုအခုလိုမျိုးရရှိပိုင်ဆိုင်လာခဲ့ပါတယ်။သူမကမြမဩဘာရဲ့အကြီးဆုံးသားနဲ့ချစ်ကြုံဝင်ခဲ့ကြပြီးတော့ဘဝလက်ကျွဲပေါ်အဖြစ်ရှောင်းလန်းဖို့ဆုံးဖြတ်ခဲ့ကြပြီးတဲ့နောက်မိဘတွေကသဘောတူညီပြီးအခမ်းအနားဆုံးသောမင်္ဂလာဝဲတွေကိုကိုယ်တိုင်စီစဉ်ပေးခဲ့ကြပါတော့တယ်။ပုံမှန်တွေ့မြင်နေကြလို့မျိုး9ရက်9လပွဲကျင်းမာရတာမျိုးမဟုတ်ပဲတစ်နှစ်လုံးကိုမင်္ဂလာဝဲတွေဇက်တိုက်ကျင်းမာဖို့အတွက်ဂုံယူစွာနဲ့ ဖန်တီးပြင်ဆင်ခဲ့ကြပါတယ်။အစကတော့မင်္ဂလာပွဲလေးတပွဲကိုတစ်နှစ်လုံးအချိန်ယူပြီးကျင်းပမယ်ဆိုတဲ့စကားကတမင်တကာကြွားလုံးထုတ်တာလို့ထင်ခဲ့ကြပြီးမြေတကယ်ကြီးကိုမင်္ဂလာပွဲတွေတစ်ခုပြီးတစ်ခုတစ်နှစ်ပတ်လုံးစက်တိုက်ပြုလုပ်နေတာကိုတွေ့မြင်လာခဲ့ရပါတယ်။ ပထမဇော်အနေနဲ့ဒီလိုကံကောင်းတဲ့အမျိုးသမီးလေးကိုမူဖွားပေးခဲ့တဲ့မိဘရိစီကနေနှစ်ဖက်လူကြီးစုံလင်စွာနဲ့ဆစ်ဆက်တောင်းရင်ချင်းကနေစတင်ပြီးတော့မင်္ဂလာပွဲကြီးအထိအမျိုးစုံသောဂုဏ်ယူစရာပွဲလေးတွေကိုကျင်းပပြုလုပ်ခဲ့ကြပါတယ်။ဆစ်ဆက်ပွဲလေးကျင်းပခဲ့တဲ့လို့မင်္ဂလာလက်မှတ်ရေးထိုးပွဲမင်္ဂလာဦးစွန်ကျွေအခမ်းအနားမင်္ဂလာအခမ်းပွဲဆူလျာရစ်ပတ်မင်္ဂလာပွဲမင်္ဂလာညစာစာဝယ်အဆရှိတဲ့ပွဲများစွာကိုတနေ့လောက်အချိန်ယူပြီးတော့ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးတို့သမီးလေးအတွက်တငငချင်းအပေါင်းအသင်းတွေစုပေါင်းပြီး Bright Jubilee ပွဲလေးကိုလည်းပျော်ရွှင်စွာနဲ့ကျင်းပပေးခဲ့ကြတာ ပါဒီကြားထဲမှာတော့တခြားသောမင်္ဂလာပွဲတွေနဲ့သက်ဆိုင်တဲ့အခမ်းအနားလေးတွေကိုလည်းအများကြီးပြုလုပ်ခဲ့ပါသေးတယ်ရှင်ပုံမှန်ဆိုရင်ဒီလောက်ထိများပြားတဲ့မင်္ဂလာပွဲတွေကိုကျမကြတာမျိုးမရှိပေမဲ့မြမဩဘာရဲ့ချွေးမအကြီးဆုံးလေးကတော့အင်မတန်ကံကောင်းပြီးကုသိုလ်ထူတာကြောင့်ကျမပြုလုပ်ခွင့်ရရှိခဲ့ပါတယ်နောက်ပြီးသူမတို့ရဲ့မင်္ဂလာအကျိုးအမှတ်တရတပ်ပုံလေးတွေကဆိုရင်လည်းအနောက်နိုင်ငံတွေအထိပါတောင်းရောက်ရိုက်ကူခဲ့ကြပြီးပုံမှန်ချက်ပို့ပြီးတော့လှပတင့်နေတယ်ဆိုတာကတော့အမှန်ပါပဲဒီလိုပွဲတွေကိုတစ်နှစ်ပတ်လောက်အချိန်ယူကျင်းပဖို့ဆိုတာကတော်ရုံအနေထားချင်းနဲ့တော့မဖြစ်နိုင်ပါဘူးနော် အများကြီးနဲ့အချိန်ပေးရတယ်လို့ငွေကြေးနဲ့အများကြီးကုန်ကြမှာဖြစ်လို့နိုင်ငံသားကတထည်ကြီးတွေတောင်မလုံနိုင်ကြတဲ့ပွဲမျိုးကိုမြမဩဘာမိသားစုကချွေးမလေးအတွက်ပြုလုပ်ပေးခဲ့ကြတာကတော့အားကျစရာကြီးပါပဲရှင်ပွဲဖြစ်ုံပြီးရောဆိုပြီးတော့အပေါ်ရန်လောက်တာလည်းမဟုတ်ပဲမင်္ဂလာဝဲတစ်ခုကျင်းစီတိုင်းကိုအခမ်းအနားဆုံးဖြစ်အောင်တို့သမီးလေးကိုလည်းအလားပါဆုံးဖြစ်အောင်ဖန်တီးပေးခဲ့ကြတာပါမင်္ဂလာအခမ်းပွဲကြီးမှာဆိုရင်လည်းတို့သမီးလေးရဲ့ကိုပေါ်မှာစင်မြန်းချတဲ့လို့ယတနာလေးတွေကအစအရန်ကိုအဖိုးထိုက်တန်ပြီးတမူကြီးမပါပြီဆိုတော့ယတနာတွေကိုသာအသုံးပြုထားတာကိုတွေ့ရပါတယ်မိုးကုတ်မီက ထွက်ရှိတဲ့မြို့မှာဗဒံများစစ်စစ်တွေနဲ့လောဘရတနာတွေဖန်ကြီးပြီးမင်္ဂလာသူတို့သမီးဝတ်စုံကိုလည်းရွှေသားအနေနဲ့ပဲပြင်ဆင်ချုပ်လောက်ခါအလှပဆုံးဆိုတဲ့သူတို့သမီးလေးကိုချပြလို့လာခဲ့ပါတယ်အမျိုးသမီးတယောက်ကျွဲအမြဲတမ်းစိတ်ကိုအိမ်မက်မက်ခရတဲ့မင်္ဂလာပွဲလေးကိုတပွဲတည်းသာမကတစ်နှစ်လုံးမှပွဲပေါင်းများစွာပြုလုပ်ခွင့်ရခဲ့တဲ့မြမဩဘာရဲ့ချွေမလေးမဆုလက်ကျွန်းရဲ့ကံကောင်းမှုကြီးကတော့ဗာနေမောက်ကိုနှိုင်းရှင်လို့မရနိုင်ပါဘူးရှင် ်မင်္ဂလာဝဲတစ်ခုချင်းစီတိုင်းကအများနဲ့မတူခန္ဓာတင့်တယ်နေတာကြောင့်ချီချူစောက်ဖွဲ့လို့တောင်မကုန်နိုင်တော့ပါဘူးချီရှုသူပြိသက်ကြီးတို့ရောအခုလိုမျိုးတစ်နှစ်ပတ်လုံးမှာခန္ဓာဆုံးသောမင်္ဂလာဝဲကြီးများစွာကိုပြုလုပ်ခဲ့ကြပြီးတံမုထအချစ်ခံရတဲ့မြမဩဘာရဲ့ချွေးမလေးမဆုလက်ထွန်းရဲ့ကံကောင်းမှုကြီးကိုအားကြနေကြပါပြီလားရှင်